AI နေထွက်လာတဲ့နေရာမှာကိုကမေးတတ်ဖို့ပဲလိုတယ်အဲ့ဒီဟာကိုဟိုအတူယူပြီးတော့ဟိုခိုးတုံးရမှာမဟုတ်ပဲねအဲ့ဒါဟာကိုဟိုသူတို့ဘလို့ရေးတယ်လဲကိုကြတော့ဘလို့တွေးတယ်လဲကိုအတွေးလက်ရှိဖို့လိုတာပေါ့ဟို master phd လုပ်ချင်တဲ့ကလေးကလေးတွေကိုတော့ကျွန်တော်အကြံဉာဏ်ပေးချင်တာကအဲဟိုအင်္ဂလန်သွားရင်သွားခုနကဩစတြေးလျသွားရင်သွားအဲကနေဒါသွားရင်သွား အဲ့ဒီလိုမှမဟုတ်ဘဲနဲ့အင်္ဂလိပ်စာတော့တော်တဲ့ဆံမွေးတွေလည်းအောင်နေဆိုရင်အခု EU ဆံမွေးတွေ EU မှာတက္ကသိုလ်တွေကခေါ်ပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်သိဖုန်းတွေကအကောင်းဆုံး shopping မှာ mercury your shopping partner ကျွန်တော်တို့ဟို နိုင်ငံညာပညာတွေကအလွတ်ချက်ဆရာမလို့ဘောအတွေးခေါ်နေဘလောက်ထိလေးလက်နဲ့စဉ်းစားနိုင်တယ်လဲဆိုတဲ့ဟာမျိုးအဲ့ဒါကြောင့်မို့ကျွန်တော်တို့လူငယ်တွေလည်းပြောချင်တာကအဲစာဆိုတော့ဟိုဖတ်ကြပါလို့ဟိုစာစာအခုကစာအုပ်ဖတ်မှာရေလို့တော့မဟုတ်ဘူးလေကျွန်တော်တို့ digital ဒီဟိုဟာတွေကလည်းဒီစာအုပ်စာရတွေကလည်းအများကြီးပဲဟိုတထန်းကြီးပဲ ိုကျွန်တော်တော့နိုင်ငံညာနေလာတော့စာအုပ်တည်းလည်းဖတ်နိုင်တဲ့လူနောက်တစ်ခါအဲ့ဒီလို digital နဲ့ဖတ်တဲ့အကျင့်ကလည်းလည်းနှစ်30လောက်ရှိပြီဆိုတော့အော်အခုဆိုရင်ပြောရင် digital နဲ့တချို့ကတော့ digital နဲ့ပဲဖတ်တော့တယ်ဘာလို့ဆိုတော့ digital နဲ့ဖတ်တဲ့ဟာကအဲကိုကဟို note ဆိုချက်ချင်းရေးပြီးတော့အဲ့ထက်ကကြိုက်တဲ့ဟာကို copy ကူးပြီးတော့ဟိုတင်ထားလို့လည်းရတယ် ဟိုစာအုပ်ပေါ်မှာရေးထားရင် note ပေါ်မှာစာအုပ်ပေါ်မှာရေးထားရင်နောက်ပြန်ဖတ်ဖို့တောင်းအောင်နည်းနည်းခက်ကြဟိုရှားတာစာအုပ်တွေရှားတာခက်တယ်ဟာဖြစ်တာကြောင့်မို့လေအဲ့ဒါကြောင့်မို့ technology ကအရန်ဖွံ့မျိုးလာတော့ကျွန်တော်အခုကလေးတွေကိုစာတင်နေချင်းအများပြောပါတယ်အဲ့ကျွန်တော်တို့ခေတ္တုံးကစာအုပ်ကိုဖတ်တယ်ဆိုရင် တခါတည်းကကိုမသိတဲ့ dictionary တွေကကိုတုံးနေတဲ့ dictionary တွေတော့မပါဘူးလို့ မပါတော့ဘာသွားလို့ရတယ်လဲဆိုတော့အထူးသဖြင့်ပေါ့လေကျွန်တော်ဒီဒီဒီလောမှာဒီ PC တက်တဲ့အချိန်ကျတော့ဆာအုဒီကအဲပြောရင်တော့ဟိုကျွန်တော်တို့ science ဆာအုဒီအတဲ့အများကြီးခက်တာဟိုအင်္ဂလိပ်စာအဲ့တော့ခက်တော့အဲ့တော့ library ကိုတစ်ခါတည်းတပတ်တစ်ခါလောက်သွားတော့ပြီးတော့တော့ရှာရတယ်လို့ဟိုအခုဟာ within seconds လေဟို ဟိုစက္ကန့်အတွင်းချင်းကိုကျွန်တော်တို့ကလေးတွေရှာလို့ရတယ်အဲ့တော့ရှာပုံရှာနည်းကြီးလည်းပြတယ်အခု AI နေထွက်လာတယ်အဲ AI နေထွက်လာတဲ့နေရာမှာကိုကမေးတတ်ဖို့ပဲလိုတယ်အဲ့ဒီဟာကိုဟိုအတူယူပြီးတော့ဟိုခိုးတုံးရမှာမဟုတ်ပဲねအဲ့ဒါဟာကိုဟိုသူတို့ဘလို့ရေးတယ်လဲကိုကြတော့ဘလို့တွေးတယ်လဲကိုအတွေးလက်ရှိဖို့လိုတာပေါ့ဟိုနောက်ဆုံးခုနအင်းအင်္ဂလိပ်စာရေးမယ် အလားရေးတဲ့ဟာကိုကိုကရေးပြီးလေအရာနဲ့တပြိုင်နဲ့ဆရာတွေတောင်ပြစရာမလိုဘူးလေအလားသူတို့ AI တွေကိုစစ်ခိုင်းလိုက်တယ်ဆိုရင်အဲသူတို့ကစစ်ပြီးတယ်အဲဟိုသူတို့ကစစ်ပြီးလိုက်တယ်အဲ့ဒါကြည့်လိုက်ရင်ကောင်းကိုတဲ့ကောင်းတာလေးတွေတွေ့တယ်ဟိုရေးထားတာတွေ့ရတာအဲ့တော့ကိုကအင်္ဂလိပ်စာလည်း improve ဖြစ်လာတာပေါ့တဘောကအဲ့ဒါကြောင့်မို့ကျွန်တော်တို့ ဘယ်လိုခေါ်မလဲတစ်နှစ်လောက်တော့မကဘူးသုံးနှစ်လောက်လိုရတဲ့ပညာကိုသူတို့ဒီကကလေးတွေကတပတ်လောက်နဲ့လုံးလို့ရတယ်လို့မြင်တယ်လေအဲဆိုတာကိုကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းအခု data တွေထုတ်တာအဲအဲ့ဒီလိုပဲတည်ကျနာဟာတွေကိုတချို့ဟာတွေ AI နဲ့မေးတယ်တချို့ဟာတွေကျတော့ Google နဲ့မေးတယ်တချို့ဟာတွေကျတော့အဲ့အဲ့ဒီဟို Google search ကနေပြီးတော့စာရန်တွေလိုက်ရှာ ပြီးတော့ဆုထားတာလှုပ်ထားတာရေးထားတာရှိတယ် ခါတည်းကျွန်တော်များလုံးအကြည့်တော့ကိုရေးကိုရေးထားမှတော့မသိဘူးပြန်စစ်တော့မှအာဒါအဲဟိုရေးပြီးသားဖြစ်နေပါလားဆိုတဲ့ဟာမျိုးမျိုးကိုတွေ့ရတာပေါ့လေအသိမြန်တော့ကြည့်တော့အုံနောက်ထဲမှာ input ဟိုချက်ချင်းတပြိုင်နဲ့နဲ့နဲ့ဟိုဟို paper တစ်ခုကထွက်သွားတာဟိုဟိုတည်းနည်းရဲ့၃ရက်တွင်ဟိုတော့ဆိုရင်အရင်ပြန်6လတောင်မထွက်နိုင်ဘူးလေဆိုတော့အဲ့ဒီအဲ့ဒါကြောင့်မို့လူငယ်တွေကို ဟိုဟိုကွန်ပျူတာဆိုင်းဆိုလဲတက်အောင် လုပ်ပါတို့ကွန်ပျူတာပေါ်မှာခုနလှုပ်ပြီးတော့အဲဒီပြောပြောရင်တော့တယ်လီဖုန်းကိုပုတ်ပြီးတော့ချိန်ကုန်တာမဟုတ်ဘဲနဲ့အဖိုးတန်တဲ့ဟာတွေကိုကြည်ရင်းနဲ့ချိန်ကုန်ကုန်စီခြင်းနဲ့လို့ဘာဖြစ်လဲဆိုတော့အသက်ကြီးလာမှကိုလှုပ်ချင်တယ်ဆိုရင်မရတော့ဘူးလို့ငယ်တဲ့အချိန်မှာဟိုပန်းပင်များလို့အပင်များလို့ငယ်တဲ့အချိန်ကိုသူကရှင်တန်ကွင်းရမှာလေရှင်တန်ကွင်းမရဘူးဆိုရင်တော့မကြီးနိုင်တော့ဘူး အဲ့လိုမဖြစ်ပါစေနဲ့လို့ပဲပြောချင်ပါတယ်အခုပေါ့ကျွန်တော်တို့ scholarship ပေးတာကအာပေါ့လေဟိုအသက်နဲ့နိုင်ငံတွေပေါ်မူတည်ပါတယ်ကျွန်တော်ဂျပန်လိုနိုင်ငံမျိုးကတော့ဟိုအာဆိုရင် bachelor ပဲဖြစ် master ပဲဖြစ်35နှစ်မကျော်ဘူးဆိုရင်အထူးသဖြင့် master PhD ဆိုရင်35နှစ်မကျော်ဘူးဆိုရင်ရပါတယ်အဲကျွန်တော်တို့အမေရိကတို့ဘာတို့ကတော့ master PhD ကအသက်40ထိရပါတယ် EU လည်းအဲ့လောက်ထိရပါတယ် အဲ့တော့အနာဂတ်မှာတော့အမေရိကကအခက်ခဲရှိလာတဲ့အတွက်ဟို master phd လုပ်ချင်တဲ့ကလေးဟိုကလေးတွေကိုတော့ကျွန်တော်အကြံဉာဏ်ပေးနေတာကအဲဟိုအင်္ဂလန်သွားရင်သွားခုနဩစတြေးလျသွားရင်သွားအဲကနေဒါသွားရင်သွားအဲ့ဒီလိုမှမဟုတ်ဘဲနဲ့အင်္ဂလိပ်စာတော့တော်တဲ့ဆံမွေးတွေလည်းအောင်နေဆိုရင်အခု EU ဆံမွေးတွေ EU မှာတက္ကသိုလ်တွေကခေါ်ပါတယ်အဲကျတော့ scholarship လည်းပေးမယ်နောက်ဆုံးပြောရင်တော့ အဲအခု EU ကဘလောက်တိတောင် ပြောနေဆိုတော့အဲ့တော့ Harvard တဝါတို့ကဆရာတွေဘာဖြစ်ရင်ထွက်လာခဲ့ကြသူတို့စီမှာအလုပ်ပေးမယ်ဆိုတော့အဲဟာကိုပြောရင်တော့ကျွန်တော်ရှင်းပြင်တက်သမရာလားမသိဘူးပြောတာကျွန်တော်တော့ကြားတော့ကြားလိုက်တာပေါ့လေဟိုဆလိုဂျင်နာကတော့အဲနိုင်ငံညာဟိုအမေရိကမှာခုနကတုတေနလုံးလို့မရဘူးဆိုရင် သူတည်တနာသူတို့စီလာလောက်ပါလို့မာစတာပီအချီကိုဘာကြောင့်မခေါ်ကြလဲဆိုတော့အဲ့ဒီသူသူတည်တနာလောက်တဲ့ဆရာကြီးတွေကခုနကအသက်ကြီးလာတဲ့အချိန်မှာသူတို့ပညာတွေကိုသူတို့တပည့်တွေကိုဟိုလွှဲကျင်တာလေအဲ့တော့လွှဲကျင်တဲ့အတွက်အဲ့ဒီကျောင်းသားတွေကစ조사တယ်ဆိုရင်ပြောရင်ဘာမှပူစရာမလိုဘူးစာရေးဟိုနောက်ဆုံးအလုတ်ကလည်းအတော်တော်သလိုဟိုဘွဲရတယ်ပီအချီရတာနဲ့ပရော်ဖက်ဆာဆိုတဲ့နေရာတန်းရတာ ဘောင်ဟဘောင်ဟပြီလို့လို့မျိုးမဟုတ်ဘူးလေကျွန်တော်တိုင်းပြည်ကတော့တော့ဘလောက်ဖြစ်ဖြစ်သူကအောက်ခြေရဝင်တဲ့လူမရတဆင်ရင်တက်တော့မဟုတ်ဘူးဟိုကမှအဲဟိုပြည်စီဟိုဟိုဟိုအဆင်ဘလောက်တကယ်ကိုအဆင်မြင့်တဲ့အောင်လား professor ကြီးကလည်းလည်းတကယ်ဟိုနာမည်ကျော်တဲ့ကဘာကျော်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်ကိုယ်လည်းကဘာကျော်ထွက်သွားတာပဲလေအဲ့ကြတော့တော်တဲ့ကြိုးစားတဲ့လူငယ်တွေကိုအရန် ဟိုအသက်ကြီးတဲ့ဆရာတွေကလိုချင်တာကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းအခုကိုယ်တွေ့ကြုံနေရတယ်လေအဲကြတော့ဒီလိုတပည့်တွေမွေးကျင်တယ်ပေါ့ဒါပေမဲ့မွေးပြီးတော့အခုကျွန်တော်တို့လိုကြောင်းမျိုးမှာပြန်စာတင်စီကျင်တယ်ဒါပေမဲ့အများစုကဟိုနိုင်ငံညာထွက်ကျင်ကြတာဒါဟုတ်လည်းအပြစ်မတော်မတင်ပါဘူးအဲကြတော့ဒါဟုတ်ဟိုကျွန်တော်ပြောချင်တာကအခွင့်အရေးဆိုတာကခုနလိုပဲငယ်တဲ့ချိန်သွားရတာလဲသွားကြပေါ့ ဒါပေမဲ့အနာဂတ်မှာတော့ကိုယ်တိုင်းပြည်ကိုပြန်လာပြီးတော့ကိုယ်တိုင်းပြည်အတွက်ပဲလုံနိုင်အောင်ကြိုးစားစီရင်ကျွန်တော်ဒီအတွက်နဲ့နိုင်ငံညာထွက်သွားတာလေကျွန်တော်ရေကြီးအောင်မျက်နှာထွက်သွားတာမဟုတ်ဘူးကျွန်တော်ပညာလူကျွန်တော်ထွက်သွားတာအဲ့ဒါကြောင့်မို့ကျွန်တော်နိုင်ငံညာမှာနေတယ်အဲ့ဒါပြောရင်ဂျပန်32နှစ်နေခဲ့တယ်ပါမနန့် residence အောင်ကျွန်တော်မယူခဲ့ဘူးယာယာယီလက်မှတ်နဲ့ပဲနေပြီးတော့ပြန်လို့ရတဲ့အချိန်မှာပြောရရင် ဂျပန်ဆိုတာခင်ဗျပြန်มาလို့ပြောလို့ပြန်လာတာမဟုတ်ဘူးကိုကပြန်ခြင်းလို့ကိုပြန်လာတာလေအော်ဆိုတော့အဲ့ဒီလိုမျိုးလူငယ်တွေကိုလည်းအဲ့ဒီလိုစိတ်ဓာတ်ရှိစေခြင်းနဲ့ရှိစေခြင်းနဲ့လို့အဲ့ဒါကြောင့်မို့စူးစားကြပါစူးစားရင်တရားဝအောင်မြင်တယ်အဲ့တော့ကိုယ်တိုင်းပြည်ကိုလည်းအဲကြည့်ကြပါလို့ပဲကျွန်တော်ကတော့အလောက်ပဲအဲကြံ့ကြံ့ပေးကြပါ